ငလင်းအပီးမှာမြန်မာကျောင်းသူကျောင်းသားတွေကိုငွေကြေးထောက်ပံ့သွားမယ်လို့တောင်ကိုရီးယားတက္ကသိုလ်တခုကထုတ်ပြန်ခဲ့ပါတယ်။မြန်မာကျောင်းသူကျောင်းသား619ဦးအတွက်တယောက်ကို1သိန်းစီတစ်နည်းအားဖြင့်အမေရိကန်ဒေါ်လာ140ဝန်းကျင်ကိုတစ်ကြိမ်တည်းအပီးအပြတ်ထုတ်ပေးသွားမယ်လို့ကားချောင်းတက္ကသိုလ်က April 14ရက်နေ့မှာအတည်ပြုပါတယ်။အဲ့ဒီငွေကြေးကငလင်ဘေးတဲ့နိုင်ငံကနေကျောင်းလာတက်နေတဲ့ကျောင်းသူကျောင်းသားတွေအတွက်အထိုက်အလျောက်အကူအညီဖြစ်စေဖို့မျှော်လင့်ကြောင်းတက္ကသိုလ်ဘုတ်အဖွဲ့ကပြောပါတယ်။ တက္ကသိုလ်အနေနဲ့မြန်မာကျောင်းသားတွေကိုကူညီဖို့123တန်းဘတ်ဂျက်ရထားကြောင်းလည်းသိရပါဗျ။မြန်မာတက္ကသိုလ်ကျောင်းသူကျောင်းသား368ယောက်ကကိုရီးယားဘာသာပညာရေးစင်တာမှာတက်ရောက်နေပြီး225ယောက်ကတော့ဘွဲ့ကြိုသင်တန်းတွေမှာ28ယောက်ကတော့ဝိဇ္ဇာသိပ္ပံဘွဲ့သင်တန်းတွေမှာတက်ရောက်နေတယ်လို့တက္ကသိုလ်ကထုတ်ပြန်ပါတယ်။မတ်လ28ရက်နေ့တုန်းကမြန်မာနိုင်ငံမှာလူပေါင်းထောင်နဲ့ချီသေဆုံးစေခဲ့တဲ့ဖြစ်အပြင်းကလင်းကြီးလှုပ်ခတ်ခဲ့တဲ့နောက် တက္ကသိုလ်ကအခုလိုစီစဉ်လာတာဖြစ်ပါတယ်။ငွေကြေးအထောက်ပံ့အပြင်ဇာတိနိုင်ငံရဲ့ငလင်သတင်းကြောင့်ထိခိုက်သက်ရောက်ခံစားရတဲ့မြန်မာကျောင်းသူကျောင်းသားတွေကိုစိတ်ပိုင်းဆိုင်ရာအကူအညီတွေလည်းပေးသွားမယ်လို့တက္ကသိုလ်ကပြောပါတယ်။မြန်မာပြည်သူတွေနဲ့မြန်မာကျောင်းသားတွေအတွက်အထူးစာနာဝမ်းနည်းကြောင်းပြောကြားလိုတယ်လို့တက္ကသိုလ်ဥက္ကဋ္ဌလီကဆိုပါတယ်ခက်ခဲတဲ့ကာလတွေမှာကျောင်းသူကျောင်းသားတွေအနေနဲ့ပညာရေးကိုဆက်ပြီးအာရုံစိုက်နိုင်ဖို့တက္ကသိုလ်ဘက်ကအစွမ်းရှိသမျှဆက်လက်ပံ့ပိုးသွားမယ်လို့လည်းလီကကတိပြုသွားပါတယ် 1982ခုနှစ်တုန်းကကောလိပ်အစဉ်စတင်ထူထောင်ခဲ့ပြီးပုဂ္ဂလိကပညာရေးဌာနတစ်ခုဖြစ်တဲ့ကားချောင်းတက္ကသိုလ်ဟာအင်ချုံမြို့နယ်မှာတည်ရှိပါတယ်။ဝန်တန်း2800ကျော်ရှိသလိုကျောင်းသူကျောင်းသား2800ဝန်းကျင်တက်ရောက်ပညာသင်ကြားနေတာဖြစ်ပါရဲ့ရှင်။